တနည်းရဲ့မွန်တက်ကင်းလျှို့ဝက်စမ်းကြဲတဲ့စားတစုံမှာတူးစီကြောက်လာတယ်။စားထဲမှာဓပ်ပုံတပုံနဲ့ဂျီရန်ဂျစ်တက်နာရဲ့ပုံ တူးကတွေးဝေးမနိဘူး။သူ့စပင်းရှီတွေကိုဖြတ်ဖြစ်ပြီးဖုံးကြီးဝတ်ဖို့ဆုံးဖြတ်လိုက်တယ်။အင်ကလူတွေကတော့သူ့ကိုငင်းချရဲ့တမတရောက်လူလီစားကြိုဆိုကြတယ်။ဒါပေမဲ့အဲ့ဒီအရာအားလုံးကမကြခင်မှာပဲပြုတ်ကွဲသွားတယ်။ဂျီရန်ဂျစ်တက်နိုင်ကိုယင်ဆိုင်တဲ့အခါ ဒူးကတနက်ကိုဆွဲထုတ်ပြီးချက်ချင်းပစ်ခလိုက်တယ်။အဆောင်တွေကိုအများကြီးပစ်ချပြီးမှဂျီဇန်တခုက သူ့ခေါင်းကိုထိသွားတယ်။ဒါပေမဲ့တနီးနီးနဲ့သူ့လွတ်မြောက်လာခဲ့တယ်။တင်ဆွဲရဲ့လူတစ်ယောက်ကသူ့ကိုတေမင်းလက်ချဲကဆွဲထုတ်ပစ်ခဲ့တာ။ဒါပေမဲ့ဒူးက၃လလောက်မင်းမျောနေခဲ့တယ်။နိုးလာတဲ့အခါကဘာကြီးကမူမမန်တော့ကိုအာယုံကြောထန်ရာက သူ့အမြင်ကိုပြောင်းပြန်လန့်သွားစေတယ်။ဆရာဝန်တွေက သူအသက်ရှင်နေတာအံ့ဩစရာပဲလို့ပြောပေမယ်။အံ့ဖွယ်အမှုတွေကဇင်းနုံတစ်ခုနဲ့လာတတ်တယ်လေ။ကဘာကြီးဇောက်တိုးဖြစ်သွားတဲ့အခါရှေ့ဆက်ဖို့တစ်ခုတည်းသောလမ်းကခေါင်းကိုတဲ့တဲ့ဖြစ်ဖို့ပဲ။ဒါဟာ hash shot လို့ခေါ်တဲ့ဇာတ်လမ်းပဲ။ခုနှစ်နှစ်ကြာတုန်းကတူးကလုံးဝမတူတဲ့လမ်းကြောင်းပေါ်မှာရှိခဲ့တယ်။သူကဖြောင့်မတ်တဲ့ရဲတယောက်အနာဂတ်ကို ခိုင်မာစွာမျှမှန်းထားသူ။ဒါပေမဲ့မူရစ်စေမှုတစ်ခုမှအရာအလုံးပြောင်းလဲသွားတယ်။ သူ့ရဲ့အရင်နီးဆုံးတငယ်ချင်းကသူ့ရှေ့မှာအသက်ခံလိုက်ရတယ်။ဆုံရှုံရင်းနဲ့ဒေါသတွေကြောင့်တူးလ်ကစီကန်းတွေကို ဖြုတ်ခက်သည့်လူကုံသူကိုတယောက်ထဲလိုက်ဖန်တယ်။အမောင်ထဲမှာသူလှုပ်ရှားနေကြတာ။တညမှာ အလုသွားကြီးကာမောင်ကြီး join ဆိုတဲ့အမျိုးသမီးတယောက်ကို မတော်တဆဝင်တိုက်မိတယ်။သူမကရင်သက်ရှူမောစရာလပ်ပါသူ။တူးလ်ကသူ့ကိုယ်သူမိတ်ဆက်သည့်အရက်တောက်ဖို့အတူထွက်သွားကြတယ်။နိုင်အနှဲငယ်အကြာမှာဟိုတယ်တစ်ခုမှာအဆုံးသတ်သွားတယ်။ ဒါပေမဲ့နောင်နေမနဒူနိုလာတဲ့အခါကမောက်ကမအဖက်သွားတယ်။ဂျွိုင်းနာရေချူခန်းထက်မှတည်နေပြီးသူမရဲ့ခန္ဓာကိုယ်ပေါ်မှာဒဏ်ရာတွေနဲ့ထိတ်လန့်ပြီးသူက အခင်းဖိရကို ရှင်းလင်းပြီးထွက်ပြေးလာခဲ့တယ်။အိမ်ဖန်ရောကအထုတစ်ခုကစောင့်နေတယ်။အထဲမှာဓာတ်ပုံတွေမင်းညာကသူနဲ့ဂျွိုင်းရဲ့ရင်းနှီးတဲ့ပုံတွေနဲ့သူမရဲ့သွေးစွန်းနဲ့အလန်းပုံတပုံရေစသန်ကြောင့်တော့အချင်းကြီးပိုဆိုးလာတယ်။ ။ဘရင်ကတကအတိထားတဲ့ရှင်နေတယောက်ကပြန်ပေါ်လာပြီးဓာရီအားလုံးကထောင်ချောက်တခုလို့ပြောတယ်။တူလ်ကစုတ်ခွာဖို့ငငင်းစုံမူဒေါသတကြီးနဲ့ရှင်နေကိုတတ်ပစ်လိုက်တယ်။အဲ့ဒီအမော့ခိုင်ကသူ့ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေတယ်။ဖန်စီခံပြီးထောင်ချသွားတယ်။ရဲရရှိဘဝလည်းပြီးဆုံးသွားတယ်။ထောင်ထဲမှာတူရက join နဲ့မထင်မှတ်ပဲပြန်ဆုံတည်တယ်။ဒူမကအသက်ရှင်နေတည်တယ်။ဒူမကအမှန်တကယ်ကိုထုတ်ပေါ်ပြတယ်။ သူမကိုသူ့ဘဝနဲ့လက်ချဖို့ငားညမ်းခံရတာဒါပေမဲ့သူမလည်းအမှန်တကယ်ကိုမသိခဲ့ဘူးသူမရဲ့အရှင်သင်က အာနာရှိတဲ့မူရစ်ကွန်ခုံးနောက်တစ်ယောက်နဲ့ဆက်နွယ်နေတယ်သူက သူမကိုသာကီအိမ်မှာကုသမှုခံနေခဲ့တယ်သူ့စိတ်ထဲမှာဆုံးရှုံးခဲ့ရတော်ဒီလက်ပတ်နေခဲ့တယ်ဆရာဝန်တွေကပုံမှန်လောက်ခကိုပြန်ရောက်နိုင်တယ်လို့ပြောပေမဲ့သူကတနတ်ကိုပြင်ကိုက်လိုက်တယ်သူရဲ့နောက်ပြတ်မှတ်ကလူမောင်ခုသူ နိုင်ငံရေးအကျင့်ပြစ်စရာခြားရငတ်နေနဲ့ဆက်နွယ်နေလျက်အတ်တင်းနဲ့တူကအတ်ခတ်နေပြီတဲ့ကိုဖာဝင်းဒီတနက်နှစ်ချက်နဲ့တပ်ပြလိုက်တယ်ဒါပေမဲ့တင်းကအတ်ထည့်ဇနီးကိုတပ်ဖို့ကုန်းဆိုင်လိုက်တဲ့အခါတူကဝင်းတားတယ်သူမစီကန်းတစ်ခုရှိတယ်အပြစ်မဲ့တင်းတွေကိုဘယ်တော့မှမထိခိုက်စေဘူးဒီအလုပ်ကြီးတဲ့အခါတူကသူ့ဘဝမှာတရားမျှတမှုကိုခံစားမှမဟုတ်တော့ဘူးလို့ဝန်ခံတယ်အလုတ်ကသူ့အသည့်စနေကိုစန့်ကျင်နေတယ် ဲ့ဒီညမှာသူစိတ်သက်သာရာရနေကြုံဖုံးတသန်ဝင်လာတယ်။ second ပိုင်းနဲ့တနတ်တန်ကလေထဲမှာပြန့်ကျွမ်းနေတယ်။ဒူးလျက်အင်းကိုလက်နက်ကန်လေးဝင်စီတယ်။သူလေကားကိုပြေးပြီးမဲ့ဖန်းစီခံလိုက်ပြီးတတိမက်သွားတယ်။နိုးလာတဲ့အခါသူခေါင်းပေါ်မှာ အနဲ့ရောင်အဝတ်စားစီထားတယ်။ဖန်းထားတဲ့သူတွေကသူ့တသေးရဲ့နာမည်ကို တောင်းဆိုတယ်။ဒူးကငငင်းတော့တော့သူတို့နှိပ်ဆက်တယ်။ဖျောင်းပူဒီနဲ့ညှင်းပတ်နေတဲ့ ဒါပေမဲ့တူက စကလုံးတစ်ခုမှမပြောဘူးသူ့ရဲ့ပြောင်းပြန့်အမြင်က အခုတော့သူ့ရဲ့အားသာချက်ဖြစ်သွားတယ်အန်ဩစရာအကွက်ကိုယူပြီးသူလွတ်မြောက်လာတယ်ရန်သူတွေကိုရက်ဆက်ကြမ်းကြမ်းနဲ့တိုင်းပြန်တိုက်ခိုက်လိုက်တယ်ထောင်ချသွားတဲ့အသိကိုပြန်ကြည့်လိုက်တဲ့အခါတူကို ကုသဖို့ဆရာဝန်တရားလာခဲ့တယ်ဒါပေမဲ့သူက နဖင်းလူခေါ်တဲ့ဒေါက်တာဆွန်ကိုကြောက်သူဟာဆွန်ကဆေးဘက်အကြောင်းပြောနေမလာဘူးကားလန့်ချက်တစ်ခုနဲ့လာလေ နှစ်ပတ်စီလွတ်လပ်ချက်ပေးမယ်။ဒါပေမဲ့တခုနဲ့လဲရမယ်။အဲ့ဒီအလုတ်ကရဲဝကံလူကုံသူတွေပစ်မှတ်တဲ့အလုတ်ပဲ။တူလ်ကတုံစိတ်နေတယ်။တချိန်ကဥပဒိနဲ့အညီလွတ်ခဲ့တဲ့ရဲတယောက်ပဲလီ။ဒါပေမဲ့နောက်ဆုံးမှာသူထွက်ပြေးလာခဲ့တယ်။လီနီကြာဒီမှာတူလ်ကထောင်ကလွတ်မြောက်လာတယ်။ဒရိုင်းနဲ့နောက်ဆုံးအချိန်ပြန်ဆုံသေးတယ်။ဒါပေမဲ့သူလူညပြန်ဆုံသေးမှုကခဏပဲ။ဒရိုင်းကမူရစ်စိတ်အလွန်ကျွံတောက်တာမှုကတိတ်ဆုံးသွားတယ်။ ရဲတွေကသူမရဲ့အမှုကိုလှစ်ရှူရှူသွားတယ်။သူတို့အတွက် join ကပိတန်စာတွေရောက်တာ။အဲ့ဒီအမှုအခွင့်မှာသူလျက်စိတ်ထဲမှာတကူကူကွဲပြောက်သွားတယ်။ဇနစ်ကိုယုံ